ပရမသုံးသတင်းတပုတ်အနေနဲ့ဒီယာနန်နေစုတ်ခွာသွားမှုမိုးကုတ်မျိုးကိုပြည်လူကပွဲရေးတက်မတော်ရဲ့တရေတက်ပွဲအားလုံးကပူပေါင်းကပွဲမယ်လို့ကြေညာချက်များဆက်တိုက်ထုတ်ပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီယာနန်နေစုတ်ခွာသွားတဲ့မိုးကုတ်မျိုးကိုပြည်လူကပွဲရေးတက်မတော်ရဲ့တရေတက်ပွဲအားလုံးကပူပေါင်းကပွဲမယ်လို့ကြေညာချက်များဆက်တိုက်ထုတ်ပြန်လျက်ရှိပါလေ။မတလီတိုင်းမိုးကုတ်မျိုးကိုတရေနန်နေတက်ပွဲကစစ်ကောင်းစီထံသို့ပြန်လည်ပေးအပ်တည်တာ မိုးကုံမြို့ကိုစစ်ကောင်စီလက်အောက်မကြောက်စေအစွမ်းလို့ကာကွယ်သွားမိဖြစ်ကြောင်းတော်လန်ရေးသတင်းရင်းမြစ်များနဲ့မိုးကုံအရှိတ်ကီတုကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတို့ရဲ့အဆိုအရသိရှိရပါတယ် လက်ရှိမိုးကုံမြို့မှာဖြစ်ပေါ်နေတဲ့အခြေအနေရမိတို့ပင်ခက်ခဲဖြစ်ကြုံတွေ့စေကမှမိုးကုံမြို့နဲ့ပါကပအနေဖြင့်မြို့နဲ့အတွင်း၌အရှိပြုထားတဲ့တက်ရင်တက်ခွက်များညီကိုတက်ရင်တက်ခွက်များတော်လန်ရေးတက်ခွက်များပြည်သူများနဲ့လက်တွဲ၍မိုးကုံမြို့ကိုစစ်ကောင်ရှင်လက်အောက်မကြောက်စေရန်ကာကွယ်သွားမိဖြစ်ကြောင့်မိုးကုံမြို့နဲ့ပြည်သူကာကွယ်ရေးတက်ဖွဲ့ပါကပကတရီပေးထားပါတယ်တော်လန်တီသူအားလုံးကိုဒီနေရာကနေပြောပြချင်တာကတော့နိုင်ငံရေးဖိအားတောင်စောက်ခွာပေးလိုက်တဲ့တီအန်နန်ဒီပေါ်မှာ ိတ်ဆိုးဒေါသပေါ်တာခံပြင်းကြအပြစ်မြင်ကြတာတွေလည်းရှိနေပါတယ်။ဒါပေမဲ့မိုးကောင်းမြေမှာဖြစ်တော့တော်လာမီတဲ့ပေါ်တွေညာရှိနေသူချီရန်ညောအားနဲ့စစ်ကော်မရှင်ကိုပြန်လည်ကုကံတွန်းလှန်ကြဖို့လည်းရှိနေတဲ့အတွက်အတူတကွလက်တွဲပြီးစစ်ကော်မရှင်ကိုတံပြန်ခုကံသွားပါမယ်လို့ပြောချင်ပါလေ။မိုးကောင်းမြို့နယ်ပြည်ဦးကားကွယ်ရေးတပ်ဖွဲ့ပါကဖာမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ မောဂောပြေတို့ကာကွယ်ရေးအဖွဲ့မောဂောပကအာတော်လန်ရခိတန်ကြီးအပြေတို့လူတို့ရဲ့အကူအညီထောက်ပံ့မှုဖြင့်ယက်တီတာခဲ့သောအခွင့်အရေးဖြစ်ပြီးလက်ရှိအချိန်ထိပြေတို့လူတို့၏ထောက်ပံ့မှုဖြင့်ဆက်လက်ယက်တီနေရသောအခွင့်အရေးတစ်ခုဖြစ်ကြောင်းတော်လန်ရေးအဖွဲ့တို့အစဉ်တစိုက်အာတုံခွန်ဆိုင်ဖြင့်စ조사ခဲ့ကြသလိုအောင်မြင်မှုများကိုလည်းမဟာမိတ်တပ်များညီကိုတပ်ဖွဲ့များနဲ့အတူအောင်ပွဲများဆင်နိုင်ခဲ့သည်ဟုဆိုပါတယ်ပြေတို့ကာကွယ်ရေးအဖွဲ့မောဂောပြုံးနဲ့ မိုးကုတ်ပကဖအနေဖြင့်တော်လန်ရေးအစမှသည့်စီးဆုံးသည့်အထိတိုက်ပွဲဝင်သွားရင်ဆုံးဖြတ်ထားသည့်နှင့်ညီတော်လန်ရေးအောင်မြူပန်းလိုက်တို့ဦးလေမတုံရှိတက်သွားမည်ဖြစ်ကြောင်းမိုးကုတ်မြို့နယ်ကိတုကဘွေရဲ့အဖွဲ့မိုးကုတ်ပကဖကကြေညာပါလေယခုချိန်မီအချမ်းဘက်စစ်တပ်အားတော်လန်ရေးအင်အားများအရှင်းအရှင်းပုံမူညီညွတ်စွာတိုက်ပွဲဝင်ရမည်အစီအစဉ်ဖြစ်ပြီးကီလူလူတို့အားတိုင်တဲ့ကျင်းစုထားသောတော်လန်ရေးတစ္ဆာအားဂရစ်တီနိုင်ကြိုးစားတိုက်ပွဲဝင်သွားရမည်ဖြစ်ကြောင်းငင်းကြံဘလက်တိုက်က MPT တပ်ဖွဲ့ကောင်းကဗိုလ်မိုက်ခဲကပြောဆိုပါတယ်တော်လိုင်းရဲ့အင်အားကြများကမို့သုံးလို့ထင်းရှုပ်ထားတဲ့နေမြေများအားအကြမ်းမဲ့စစ်တပ်လက်အောက်ပြန်မရောက်ရင်တနိုင်ကလုံးစစ်ကြုံဘဝအကျွဲမဲ့လွံ့မြောက်ရန်နဲ့ပြည်သူလူထုလိုလားတောင်းတသောဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ပေါက်လာသည့်အတိုင်းစုံကန်းတိုင်တိုက်ပွဲဝင်သွားမယ်လို့ကတိသေးသပြုကြသတိပေးထားပါတယ်ရင်းကျက် black tie က တပ်ဖွဲ့ငင်းကြံခရအမတ်ကိုတက်ရင်သည်ငင်းကြံခရအတွင်းသားမကမဟာမိတ်တပ်များဖြစ်ကြသောမိုးကုတ်ပြပါတပိတ်ချင်းမျိုးနှင့်ပြည်သူကားကွယ်ရေးအခွဲ့အမတ်1222တက်ရင် PRI ပြပါတို့နှင့်အတူမန္တလေးတိုင်းမိုးကုတ်မျိုးနှင့်ပြပိတ်ချင်းမျိုးနှင့်များမှစစ်ရေးတာဝန်များကိုပူးတွဲထမ်းဆောင်နေသည့်တက်ရင်ဖြစ်ကြောင်းသိရှိရပါသည်အလားတူပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဘူဟာသည်စင်ကူတပိတ်ချင်းနယ်မြေကအများစုအပါအဝင် အင်အားများစွာဖြင့်စုဖွဲ့ထားသောမြို့သားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနမန္တလေးတိုင်းစစ်ဌာနကုတ်ကဲမှုအောက်ရှိဘျူဟာဖြစ်သည့်နှင့်အညီမန္တလေးတိုင်းအတွင်းရှိနေအညီများရဲ့တော်လန်ရေးဆိုင်ရာလုပ်ငန်းများတို့အားရင်အပြည့်ဖြင့်ကြိုးစားဆောင်ရွက်နေကြိုးစားဆောင်ရွက်နေလျက်ရှိကြောင်းတည်ပေးထားပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဘျူဟာအနေဖြင့်မိဖက်တော်လန်ရေးအင်အားစုများနဲ့တွဲပတ်၍မိမိတို့မွေးဖွားအစီအတီးရာဒေသများကိုကာကွယ်ပြီးမိမိတို့ရည်ရွယ်ချက်ဖြစ်တဲ့ဖက်ဒရယ်ဒီမိုကရေစီစနစ်တို့ အခက်ခဲများစွာကြမှာဆက်လက်ရှိတဲ့တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။မြေဥတော်လရင်ခီးရင်စတင်ခဲ့တဲ့အချိန်မှစပြီးကဏ္ဍအသီးသီးမှအတူတကွလက်တွဲတိုက်ပွဲဝင်ခဲ့ကြပြီးဘိုးကုံမြို့အပါအဝင်လူမျိုးနယ်မြေများစွာကိုသုံးမောနိုင်သည့်အထိတော်လရင်ခီးကိုအောင်မြင်စွာရှောက်လန်းနိုင်ခဲ့ကြောင်းဤဦးလေမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်းထုတ်ပြန်ပါတယ်။ဂျမစစ်တပ်ရဲ့ရုံမှရက်ဆက်မှုမျိုးစုံကောက်ကျစ်ဆင်းလန်းမှုမျိုးစုံနဲ့တိုက်ခိုက်ရှိမုန်းလို့တော်လန်ရေးရဲပေါ်များနေဖြင့် တော်ဆုပ်ကြောက်ရွံ့ရှက်အလင်မရှိပဲဆက်လက်တော်လန်သွားနေဖြစ်ကြောင်းသတိပေးထားပါလေတော်လန်ရေးခီးတဲ့တခြားမိတို့ပဲခက်ခဲသည့်အရှိုးအကွင့်များဖြင့်ကြုံရသည့်ဖြစ်စေရည်မှန်းချက်ဖြစ်တဲ့ဖက်ထရက်ဒီမိုကရေစီစနစ်တို့မမိန်မတုံမဆုတ်တမ်းဆက်လက်ရှိတတ်သွားမှုရှိပြီးတော်လန်ရေးအောင်မြင်သည့်အထိမဟာမိတ်များနဲ့ဆက်လက်ရှိတတ်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းပြင်ဦးလင်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဂရိတ္တစာပြုထားပါညောင်းနောက်ကသတင်းတပုတ်အနေနဲ့ ဝက်လန်မြို့နယ်အတွင်းသို့စစ်ကြောင်းထိုးနေတဲ့စစ်တပ်ကိုကြားပြတ်တိုက်ခိုက်မှုစစ်သားစစ်ကြောင်းကိုတိုက်ဆုံပြီးအလောင်းတချို့နဲ့လက်နက်ခဲယမ်းတချို့သိမ်းဆည်းရရှိစွာတရင်ကိုတင်ဆက်ပေးပါစကိုင်းတိုင်းဝက်လဲမျိုးနဲ့အတွင်းရှိခြေရွာများကိုစစ်ကြောထိုးနေတဲ့အကြမ်းမဲ့စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရာစစ်တပ်ဘက်မှ16ဦးတေဆုံးပြီးစစ်သားအလောင်းတချို့တနက်တလန့်နဲ့ခဲယမ်းများတင်းစီရရှိခဲ့ကြ နွေဦးအောင်ဘွဲ့တော်လန်ရေးအင်အားကမှတောင်ရှိသူတို့ကပြောဆိုပါတယ်။အော်တိုဘာ21ရက်နေ့မှအော်တိုဘာ26ရက်နေ့ထိတရားတော်မြို့နယ်တလဲပါပြူစောထီကျေးရွာမှာထွက်လာတဲ့အင်အား100ခန့်ပါစစ်တပ်စစ်ကြောင်းကဝက်လက်မြို့နယ်ကြောက်ကုန်းရွာကိုဝင်ရောက်စီးနင်းပြီး ပြည်လူပါပစ္စည်းများခိုးယူတဲ့ဆောင်နေစေတော်လန်ရေးတက်ခွက်များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းထို့သူတိုက်ခိုက်မှုတွေအကြမ်းစစ်တပ်ဘက်မှစစ်သားနဲ့ပြူစော်တီဆက်ချောက်ကိုတိုက်ဆုံးက30ဦးအထိထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတနက်တလန်နဲ့အတူခဲရံများတင်းစီရရှိခဲ့ကြောင်းအဲဒီနောက်မှာစစ်သားများကဒုသားတိုင်းပြဖမ်းဆီးထားတဲ့ပြည်သူ၄ဦးကိုလည်းကယ်ထုတ်နိုင်ခဲ့ကြောင်းသိရှိရပါတယ်ကျွန်တော်တို့ကြားပြတိုက်ခိုက်တာစုစုပေါင်း16ပေါင်းတေးတယ်ပြူစော်တီ12ကောင်နဲ့စစ်ခွေး4ကောင်တေးတယ်လို့ တိရတဲ့ခွေးလောင်တလောင်တော့ရတဲ့တနက်တလက်ရတဲ့စစ်ခွေးတွေဖန်စီထားတဲ့ပြည်သူလေးဦးကိုလည်းကဲထုံနိုင်ခဲ့ပါတယ်။ကြောက်ကုန်းရွာကပြည်သူလေးဦးပါ။ Facebook ခရိုင်အတွင်းက PDF ပါကဖားတွေ CC လုံးလုံးနဲ့တိုက်ပွဲဝင်တိုက်ပွဲဝင်မဲ့ဆိုရင်ရန်သူတွေကိုထိတိယောက်ရှေ့မုံနိုင်ပါတယ်လို့ຫນွေဦးအောင်ပွဲတော်လန်ရေးအင်အားစုမှတောင်းရှိသူတို့ကပြောဆိုပါတယ်။အဲဒီတိုက်ပွဲမှာတိုက်ခိုက်မှုကိုအမတ်တင့်နှစ်လေးရွှေဘူတိုင်ရင်ဝက်လက်မျိုးနဲ့ပါကဖားရွှေပကုန်းတိုက်နဲ့ပါကဖား 6000ကျောင်းအဖွဲ့ရွှေဘိုခရံဒရုန်းအဖွဲ့ကြီးကမ်းမရွာဒရုန်းအဖွဲ့ and sign တို့ဒရုန်းအဖွဲ့နဲ့ပါကဖများကပူးပေါင်းဆောင်ရွက်ခဲ့ပြီးတော်လန်ရဲဘော်များအထီးကိမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားပြီးနောက်ဂျမစစ်တပ်စစ်ကြောင်းကအရာတော်မျိုးနဲ့တလဲပါပြူစော့ထီကျေးရွာသို့ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်းသိရှိရပါတယ်။ပြည်သူလူထုရဲ့တပ် OA စည်းစိမ်များကိုလူယူဖျက်ဆီးတပ်ဖြတ်အကြမ်းဖက်စစ်တပ်စစ်ကြောင်းများကိုလူဦးတော်လန်ရဲ့အင်အားစုများနဲ့တိုက်ခိုက်ရှေ့မိုးရမှာစီစီလုံးလုံးပါဝင်ဆောင်ရွက်ပေးကြရင် ငွေဦးအောင်ဘွယ်တော်လန်ရဲ့အင်အားစုက အတိပိနှိုးစော်ထားပါညနောက်ဆုံးသတင်းတပုတ်အနေနဲ့ကတာမျိုးနဲ့ရောင်ရှည်တော့ကြေးရွာကိုစစ်တပ်ကလေရင်ဖြစ်ဘုံကျဲပြည်သူ၅ဦးသေဆုံးပြီးဖုံးကြောင့်နေအင်းရဲ့ပရဟိတကပျက်စီးဗမောင်းမျိုးကိုလည်းစစ်တပ်ကလေကြောင်းတိုက်ခိုက်တွေ့တွင်ကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကတာမျိုးနဲ့ရှိရောင်ရှည်တော့ကြေးရွာကိုအကြမ်းမဲ့စစ်တပ်ကလေရင်ဖြစ်ဘုံကျဲတိုက်ခိုက်မှုပြည်သူများထိခိုက်သေဆုံးမှုရှိကြောင်းကတာမျိုးနဲ့ပြည်သူအုပ်ချုပ်ရေးအဖွဲ့ကပြောဆို အော်တိုဘလ26ရက်နေ့ည10:25မိနစ်အချိန်ည10:44မိနစ်အချိန်နဲ့ည10:50မိနစ်အချိန်တို့မှာကတာမျိုးနဲ့ညောင်ရှေတောက်ကြေးရွာကိုအကြံပဲစစ်တပ်ကဒေးရင်ဖြစ်3ချိန်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းဘုံကျဲမှုကြောင့်ညောင်ရှေတောက်ကြေးရွာမှာတက်60နှစ်အရွယ်တက်ကြေးရွာကိုမျိုးသားတအုပ်နဲ့မျိုးသမီးတအုပ်တက်40နှစ်အထက်မျိုးသမီးနှစ်ဦးအသက်10နှစ်အရွယ်ကလေးတအုပ်စုစုပေါင်း5ဦးသေဆုံးပြီး9ဦးပြင်းထန်ဒဏ်ရာရရှိကြောင်းသိရှိရပါတယ် လေရင်တဲ့ပုံကျဲမှုကြောင့်ဖုံးကြီးចောင်းဝင်းအတွက်အပြင်ဓမာယုံနဲ့ဂရုဏာပရိဒတ်ကပျက်စီးသွားခဲ့ပြီးကျေးရွာနေ14လုံးနဲ့ပျက်စီးခဲ့ရကြောင်းသိရှိရတယ်။လာတို့ဗမာမျိုးကိုလည်းအကြမ်းဖက်စစ်တပ်ကဝိုင်းသွဲလေရင်ဖြင့်ပုံ40ကျော်ကျေရှာတိုက်ခိုက်သွားကြောင်းဒေသခံပြည်သူများကတောဆိုပါတယ်။အော်တိုဘလ29ရက်နေ့နနေ့8နာရီ40မိနစ်ခန့်မှာအကြမ်းဖက်စစ်တပ်ကဗမာမျိုးကိုဝိုင်းသွဲလေရင်ဖြင့်ပုံ40ကျော်ကျေရှာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းကျမ်းမစစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွက်ပြည်သူပိုင်းနေအိမ်များနဲ့အဆောက်အဦများ ခေကပြက်စီကကြောင့်သိရှိရပါတယ်။အဲဒီနောက်မှာအော်ရိုဘလာ26ရက်နေ့ကလည်းနာယကာယောဖျားကုန်းနဲ့ခမိုးနယ်ဆက်တိုင်းဒသလူငယ်များဖွံ့ဖြိုးရေးတင်တန်းကြောင်းမှအကြမ်းဖက်စစ်တပ်နဲ့ SNA အဖွဲ့ကဗမောင်းမျိုးပေါ်120မမလက်နက်ကြီးဒရုန်းများဖြင့်ပစ်ခတ်ပုံကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်မျိုးပေါ်ရှိဌာနဆိုင်ရာအဆောက်အဦများလေးလောင်ပြက်စီကကြောင့်သိရှိရပါတယ်။ စစ်ခွေးတွေကဗဟောင်းမျိုးပေါ်ကပြည်သူပိုင်နေအိမ်များကိုလက်နက်ကြီး drone တွေနဲ့ပစ်ခတ်တိုက်ခိုက်ပြီးမျိုးကိုဖျက်ဆီးလို့အားမရလို့ဒေရင်ထဲမှာပုံကျဲပြီးဖျက်ဆီးနေတော့ပြည်သူတို့ကတော့ campaign ရှောင်းနေရတော့ခီးကိုက်တဲ့သူမရှိပါဘူးဒေသခံပြည်သူတို့ကကြောဆိုပါတယ်ဆိုပါဗမာမျိုးကိုတော်လန်ရေးတပ်ဖွဲ့များကစက်တင်ဘာလ15ရက်နေ့တွင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးစက်တင်ဘာလ20ရက်နေ့တွင်အပြည့်အအပြည့်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ကြောင်းဂျင်းရရှိပါ